င်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူလေ့လာဆွေးနွေးဖို့အကြောင်းအရာလေးတစ်ခုရှိပါတယ်ဟုတ်ကဲ့မြအဲအဲ့ဒါကတော့ဖက်ခင်နဲ့တားတယောက်အကြောင်းဟွန်းတော်တော်လေးထစ်ရှာရှိရဲ့ပုံပြင်လေးတစ်ခုပေါ့ဟုတ်ပါတယ်ပြီးတော့အဲ့ဒီပုံပြင်နဲ့ဆက်ဆက်ပြီးတော့လေအစုံနဲ့ပေါ်ဟာဟန်ချက်ညီမောအကြောင်းသူတေသနာအချက်လက်တချို့လေးကြီးထားရှိပါတယ်ဟုတ်ကဲ့ဆိုတော့ဒီအကြောင်းအရာတွေကနေတဆင့်ပေါ့နော်မီတာစုဆက်ဆံရေးမှာအချိန်ရဲ့တန်မိုးကငွေထပ်ပိုအရေးပါနိုင်လားဆိုတာလေးနည်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 းကြည့်ကြတာပေါ့ စိတ်ဝင်စားစရာကောင်းပါပါဒီပုံပြင်လေးကလည်းအစတိုင်းမှတင်ထူးခြားတယ်အလုတ်ကနေပင်မိန်ပြီးပြန်လာတဲ့အဖေကိုတားကမိဟွန်းတစ်ခုမီးတယ်ဟင်းဘာမီးတာလဲအဖေတနေ့ကိုဝင်းငွေဘလောက်ရလဲတဲ့အိုးတော်တော်ထူးဆန်းတဲ့မိဟွန်းမယ်နော်ဟုတ်တယ်အဖေလောက်သူကလည်းအဲ့ဒီမိဟွန်းကြတော့ဟိုဟာချက်ချင်းပဲစိတ်အနှောင့်အယှက်ရဖြစ်သွားပုံရတယ်ဟင်းအလုတ်ကပင်ပန်းလာလဲပါမှာပေါ့နော်ဆိုတော့မိသားစုဝင်းဒီရဲ့ရိုးရိုးမိဟွန်းလေးတွေကိုတော့အာယုံနောက်တယ်လို့ထင်သွားတတ်တယ် ဟုတ်ကဲ့အဲ့တော့ဘာစဖြစ်လဲတားကလေအဖေကြီးကနေပိတ်ဆိုင်9000ချေးပါလားလို့တောင်းပြန်ရော။အိုးအဲ့ဒီမှာအဖေကပို့ပြီးတော့စိတ်တော်သွားတာ။ तू ပင်ပန်းနေတာရော။တားရဲ့မိဟုံးကို အစားကလေးကနားမလဲတာရောပေါင်းပြီးတော့။อืมဒေါသထွက်သွားရောပေါ့။ဟုတ်တယ်။တားကိုတကောကောင်းဆန်တယ်။ကလေးအတွေ့အမြင်ရှိရဆိုပြီးအော်လိုက်တယ်။ပြီးတော့အခန်းလမ်းတွားရိုက်တောင်းဆိုပြီးမောင်းထုတ်လိုက်တာ။အဖေရဲ့တုံ့ပြန်မှုကနည်းနည်းတော့ပြင်းသွားသလိုပဲနော်။ဟုတ်ပါတယ်။ဒါပေမဲ့အဖေဘက်ကကြည်ပြန်ရလေလေ။ တနေ့ကုန်အလုပ်ဖျားတွေငွေကြေးစိတ်ပူတာတွေဒါတွေကလည်းကျွန်တော်တို့လေးတာထားတဲ့တုတေသနအချက်တွေထဲမှာတွေ့ရတဲ့အတိုင်းပဲဟုတ်ကဲ့အဲ့ဒီတန်နေကြောင့်သားကပိတ်ဆံတောင်းတာကိုအေးမပါတဲ့ကစားစရာရုပ်ဝဲဖို့ပဲလို့အလွဲထင်းလိုက်တာဖြစ်နိုင်တယ်อืมအထင်လွဲပါတာပေါ့မိသားစုမှာဒါမျိုးတွေဖြစ်တတ်ပါတယ်ဟုတ်ပါဒါပေမဲ့အဖေကခဏနေတော့ပြန်စင်းစားမိပုံရတယ်อืมဘယ်လိုမျိုးလဲ ူသားကပုံမှန်ဆိုပိတ်ဆံကိုဒီလိုအကြောင်းမရှိဘဲမတောင်းတတ်ဘူးဆိုတာကိုပြန်တရိရလာတယ်။အော်ဟုတ်။ဆိုတော့သူဒေါသနဲ့တွန့်ပြန်လိုက်မိတာကိုနောင်တရလာပုံပဲ။ဒါနဲ့သားအခက်နဲ့လိုက်သွားပြီးတော့တောင်းမစကားပြောပြီးအဲ့ဒီပိတ်ဆံ9000ကိုသွားပေးခဲ့တယ်။ကို့မှာကိုပြန်မြင်တတ်တာလို့အကောင်းပါတယ်။အဲ့ဒီမှာပဲဇလန်းကနှုတ်တစ်မျိုးပြောင်းသွားရော။ဟင်ဘယ်လိုခေလို့လဲ။အဖေကပိတ်ဆံပစ်လိုက်တော့ သားကသူ့ခေါင်းအောင်မှာစူးထားတဲ့ပိုက်ဆံတချို့ကိုထုတ်ပြတယ်။ဟွန်းပိုက်ဆံစူးထားတာလား။ဟုတ်တယ်။ဒါကိုအဖေကမြင်တော့ဟာပိုက်ဆံရှိတာပဲဘာလို့လာတောင်းနေသေးလဲဆိုပြီးတော့ဒေါသကပြန်ထွက်လာရော။ဩစိတ်ကတက်လိုက်ကြလိုက်ပဲလို့။ဟုတ်ပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသားရဲ့ရည်ရွယ်ချက်အမှန်ကပေါ်လာတာ။ဟွန်းပါရက်လေ။အကလေအဖေရဲ့တနည်းလုံးအားခတရက်စာဝင်ငွေ10000ကျပ်ပြောင်းစုနေကြတာတဲ့။တထုံးပြောင်းဘာတွက်လဲ။ အဖေရဲ့အချိန်တည်းရစာကိုဝယ်ချင်လို့တဲ့အဖေနဲ့အတူကစားချင်လို့အိုးဟရဟုတ်တယ်သူပြောလိုက်တဲ့စကားကတကယ်ကိုယဉ်သိသေးတယ်ဖေဖေအခုတားမတင်တောင်းဆန်းရှိပြီအဖေအချိန်တည်းဝယ်လို့ရမလားမနှက်ဖြန်အဖေနဲ့ကစားချင်တယ်တဲ့တကယ်တကယ်စိတ်မကောင်းစရာပဲနော်ခလေးလေးကအဲ့လိုစဉ်းစားနေချင်မှာอืมလူကြီးကတဲ့အဖေကကြတော့ငွေရှာဖို့အချိန်လေးကိုပဲအာယုံဆိုင်နေကြတာပေါ့ဒါကခုနကကျွန်တော်တို့ပြောတဲ့ချက်လက်တွေနဲ့လည်းကိုက်နေတယ် ခစ်တမီပါရီအလုတ်ဖျားကြောင့်တာသမီကိုအချိန်မပေးနိုင်တဲ့ပြဿနာပေါ့ဟုတ်ပါဒီပုံပြင်လေးကအဲ့ဒါကိုတော်တော်လေးထိထိမိမိပြလွားတာပဲဟုတ်ကဲ့ဒီပုံပြင်နဲ့တခြားအချက်လက်တွေပေါင်းကြည့်လိုက်တော့အလုံးနဲ့ကိုဝိုင်းဘောကမျှထားဖို့ချစ်တဲ့သူတွေနဲ့အတူရှိတဲ့အချိန်ရဲ့တံပိုးကိုနားတယ်ဖို့အဲ့ဒါတွေကဘလော့အရေးကြီးလဲဆိုတာကိုတကယ်ပဲမိမုံထိုးပြနေတယ်လို့ပဲဟုတ်ကဲ့ကိုယ်ဒီအလုပ်ဒီရှုပ်နေရင်းနဲ့ဘာကတကယ်အရေးကြီးလဲဆိုတာကိုမိမိသွားတတ်တော့ပြန်တတိပေးလိုက်တယ်လို့ပဲနော် တကယ်တော့သင်ခန်းစာကရှင်းပါပဲအလုပ်လေးစ조사ရမယ်ဒါပေမဲ့ကိုတန်ဖိုးထားတဲ့မိသားစုမိတ်ဆွေတွေတော့လေအချင်းကိုတန်ဖိုးထားပြီးပေးဖို့လိုတယ်ဆိုတဲ့သတိပေးချက်ပါပဲဟုတ်ပါတယ်နောက်ဆုံးအနေနဲ့လीနားထောင်နေသူတွေအတွက်စဉ်းစားစရာလေးတစ်ခုလောက်ထားထည့်ခြင်း ਨੇ ဟုတ်ကဲ့ဒီနေ့ခေတ်လိုအရှိန်မြန်မြန်တွားနေရတဲ့ဘဝတဲမှာလीအလုပ်တီးတာဝန်တွေကလည်းများတော့ကျမတို့တကယ်တန်ဖိုးထားတဲ့အရာတွေကဘာတွေလဲအင်းအဲ့ဒီအရာတွေအတွက်ကိုကျမတို့အချိန်ဘယ်လောက်ပြီးဖြစ်နေလဲဆိုတာကို ရန်ဖန်ရန်ခါကိုကိုကိုပြန်မေးကြည့်ဖို့လိုမလားကောနော်ဟုတ်ကဲ့ကိုရဲ့ဦးစားပေးမှုတွေကကိုတကယ်ယုံကြည်တန်ဖိုးထားတာနေနဲ့ကိုင်းကြီးရဲ့လားဆိုတာကိုပြန်ဆန်းစစ်သူအချင်းလေးပေးတဲ့တယ်ဆိုရဲချက်ပါပဲ